အကြောင်းရင်းတကားကြောင့်သိန်း9000တန်အိမ်ကိုပိုင်ဆိုင်နိုင်ခဲ့တဲ့ချူလီပရိသတ်များအားလုံးမင်္ဂလာပါရှင့်အမှုပညာလောကမှာမစုံမနစ်စူးစမ်းအားထုတ်မှုတွေကြောင့် သိန်းပေါင်း9000ကျော်တဲ့အင်ဂျီတလုံးကိုတိစောက်နိုင်ခဲ့ရာကတော့အကယ်ဒမီမင်းသမီးချူလေးပေါင်ချူလေးရဲ့အောင်မြင်မှုအကြောင်းကပရိသတ်တွေကြားမှာအင်အားသင့်စရာအတူယူစရာအဖြစ်နဲ့ရေးပန်းစားနေပါတယ်။ရိုးသားစူးစားတဲ့အခြေခံဘဝကနေလာခဲ့တဲ့ချူလေးကအချင်းတို့တွင်မှာပဲဒီလိုကြီးမားခန်းတဲ့အင်ဂျီတလုံးကိုတိစောက်နိုင်ခဲ့ရာကြောင့်သူမရဲ့အောင်မြင်မှုနောက်ွယ်ကအကြောင်းရင်းတွေကိုပရိသတ်တွေကစိတ်ဝင်စားနေကြပါတယ်။ချူလေးဟာရန်ကုန်မြို့ရဲ့လူစီကားတဲ့ရပ်ကွက်တစ်ခုမှာခင့်မိတဲ့ဒီဇိုင်းတွေနဲ့သုံးတက် RC အင်ဂျီတလုံးကို တိဆောက်နေရပါဒီအင်ဂျင်ဟာထိတ်တန်းမဲသမီးတွေတောင်မှအလွယ်တကူမတိဆောက်နိုင်သေးတဲ့တန်ဖိုးတစ်ခုဖြစ်ပြီးတော့ချူလေးတဦးရဲ့ကြိုးစားအားထုတ်မှုတွေနဲ့တိဆောက်ထားရလို့သိရပါတယ်ချူလေးရဲ့ဒီအောင်မြင်မှုဟာသူ့ရဲ့ငယ်ဘဝကကြိုးစားမှုတွေရဲ့ရလက်ပဲလို့ဆိုရမှာပါသူမဟာရခိုင်ပြည်နယ်ကနေအနုပညာအိမ်မကြီးကိုရင်ဝယ်ပိုက်ပြီးတော့ရန်ကုန်ကိုတဦးရဲတက်လာခဲ့ရပါအနုပညာလောကတွေကိုဝင်ရောက်ဖို့အတွက်ဘသူကိုမှမိခိုးခြင်းမရှိပဲနေကြိုက်ဗီဒီယိုဇာတ်ကားတွေကနေတဆင့်ဘဝကိုရုန်းက ခံခဲ့ရပါတယ်ဒီလိုမျိုးရုန်းကန်ရင်လည်းပဲသူမရဲ့မဆုံးမနစ်စ조사အားထုတ်မှုတွေကြောင့်အခွင့်အရေးတွေရရှိလာတဲ့အခါမှာအကောင်ဆုံးအသုံးချပြီးတော့အခုလိုမျိုးအောင်မြင်မှုတွေကိုရရှိလာခဲ့ရပဲဖြစ်ပါတယ်ချူလေးရဲ့ဒီလိုကြီးမားခမ်းနားတဲ့အင်ဂျီတလုံးကိုတည်ဆောက်နိုင်ခဲ့ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့မိဘကျေးဇူးကိုတည်တတ်ခြင်းနဲ့ပြန်လည်လှုပ်ကြွေးလိုစိတ်ကြောင့်ပဲလို့ဆိုရမှာပါချူလေးဟာသူမရဲ့ရုပ်ရှင်ကြော်ညာစားတဲ့အနုပညာအလုပ်တွေကနေရရှိလာတဲ့ဝင်ငွေတွေကိုအလေအလွတ်မရှိအောင်ခြေထားစုဆောင်းခဲ့ပြီး တော့မိဘဂျေဇုဆက်ဖို့နဲ့အိမ်ဆောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တစ်ခုတည်းကိုပဲနှစ်ပေါင်းများစွာထားရှိခဲ့တာဖြစ်ပါတယ်။မိဘကိုချစ်တဲ့မြတ်တော်တစ္ဆာနဲ့ပြည်လဲလုံကျွေးလိုစိတ်တွေကြောင့်သမိုင်းရဲ့စိတ်ထဲမှာအကြည်ဓာတ်တွေပြည့်နှံ့နေပြီးတော့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုလည်းအခိုင်အမာရရှိထားတာဖြစ်ပါတယ်။ ကျူလီရဲ့အောင်မြင်မှုနဲ့အတူခုလိုမျိုးသိန်း9000တန်အိမ်ဆောက်လုပ်တာနဲ့ပတ်သက်ပြီးတော့လူမှုကွန်ရက်ပေါ်မှာထင်မြင်ချက်တွေအမျိုးမျိုးပေးနေကြတာကိုတွေ့ရပါတယ်။တချို့ကတော့ချစ်သူကချမ်းသာလို့စပွန်ဆာပေးထားတာလို့ပြောဆိုနေကြပေမဲ့ပရိသတ်တွေကတော့ဒါဟာလုံးဝမဖြစ်နိုင်ဘူးလို့ယုံကြည်နေကြပါတယ်။ကျူလီရအနုပညာလန်ခရီးမှာနာမည်ပြတ်မရှိအရှုပ်ရှင်ကင်းကင်းနဲ့နေထိုင်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်ကျူလီရချမ်းသာတဲ့သူတွေစီကအကူအညီယူတာစပွန်ဆာယူတာမျိုးတွေကသူ့ရဲ့အကုန်သိခါကိုထိခိုက်စေမယ့်အလုပ်မျိုးလုံးမှာမဟုတ်ဘူးလို့ ယုံကြည်ထားကြတာပါဒီအတွက်ကြောင့်ချူလီရဲ့အောင်မြင်မှုဟာကိုပိုင်အီချင်းနဲ့ဂျိုးတာဂျိုးစားမှုတွေကြောင့်သာဖြစ်တယ်လို့ပရိသတ်အများစုကယုံကြည်လက်ခံထားကြပါတယ်ဂျူလီရဲ့ဘဝခရီးနဲ့ဒီအောင်မြင်မှုကိုကြည့်ပြီးတော့သင်ငန်းစာယူနိုင်တာကတော့ချမ်းသာတဲ့နောက်ခံမရှိရင်လေကိုအားကိုကိုပြီးတော့ဂျိုးသားစွာနဲ့ဂျိုးစားအထုတ်မယ်ဆိုရင်အောင်မြင်မှုနဲ့ချမ်းသာကြောမှုတွေကိုရရှိနိုင်နေဆိုတဲ့အတိတရားပဲဖြစ်ပါတယ်ဒီလိုမျိုးမိဘကျေးဇူးကိုတည်တက်ပြီးတော့စူးစမ်းမှုတွေကိုအတူယူစရာအဖြစ်နဲ့ ်ပရိသတ်တွေကရှုမြင်ကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့မိဘကျေးဇူးကိုတည်တတ်တဲ့သမီးလိန်မှာချူလေးကိုဘယ်လိုမြင်ပါသလဲသူမရဲ့ကြိုးစားမှုကိုချစ်ခင်အားပေးချင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပြီးတော့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်